ပိုးကောင်လေးတကောင်ကြောင့်အခြားလူတယောက်လိုမျက်နှာပြောင်းလဲသွားတဲ့အန်ဆိုင်လူပရိသတ်များလုံးမဲ့မင်္ဂလာပါတညလောက်အိပ်ပြီးမနက်မိုးလင်းလာတဲ့အချိန်မှာကိုမျက်နှာကိုမှန်ထဲမှာမမှတ်မိအောင်ပြောင်းလဲသွားမယ်ဆိုရင်ဘလောက်တောင်ထိတ်လန့်စရာကောင်းလိုက်မလဲနော် နမေကျော်မော်ရယ်တယောက်ရဲ့လှပရဲ့မျက်နှာတစ်ခုလုံးကိုတညရဲနဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်သွားစေခဲ့တဲ့တရားခံကလူတွေကိုအန္တရာယ်ပေးနိုင်တဲ့သတိစံကြီးတကောင်မဟုတ်ပါဘူး။လူတွေအမှတ်မထင်သတိမထားမိတတ်တဲ့ပိုးကောင်လေးတကောင်ပဲဖြစ်တယ်ရှင်။ဒီနေ့မှာတော့မော်ရယ်အဆိုင်လို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်ကိုအခြေခံပြီးလူတိုင်းသတိထားရမယ့်အန္တရာယ်တစ်ခုအကြောင်းကိုပြပြပေးသွားမှာပါ။အများအားတက်ကြွလှပနေတဲ့မော်ရယ်အဆိုင်လို့တယောက်မကြသေးခင်ကမှသူ့ရဲ့ပြည်သက်တီကိုအာအသိစရာဓာတ်ပုံတစ်ချွန်းနဲ့အတူ သူရဲ့အတွေ့အကြုံတွေကိုမျှဝေလာခဲ့ပါတယ်။အဲ့ဒါကတော့ညအိယာဝင်းတဲ့အထိဘာမှမဖြစ်ပဲကြီးလင်းနေခဲ့တဲ့သူရဲ့မျက်နှာလေးကမနက်မိုးလေးလာတဲ့အချိန်မှာတော့ဒဇင်းတယောက်လိုကိုလုံးဝပြောင်းလဲသွားခဲ့တာပါပဲ။မျက်နှာတစ်ခုလုံးကမီးလောင်ထားသလိုအကွက်တွေနဲ့ညည်းနေပြီးမျက်လုံးတွေကလည်းရောင်ကိုင်းနေခဲ့တာရှိရင် တားရီကပူဆက်ပူလောင်ဝေဒနာကိုခံစားနေရကောင်မှန်ထဲမှာမြင်လိုက်ရတဲ့သူ့ရဲ့ပုံရိပ်ကြောင့်အန်ဆိုင်လို့ကိုရိုင်းတောင်မှအရန်ကိုထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာရုတ်တရက်ဖြစ်လာတဲ့ဓမ္မတည့်မှုတစ်ခုလားဓမ္မမဟုတ်ကြောက်စရာကောင်းတဲ့အရေးပြောင်းယောဂတစ်ခုရဲ့ရှေ့ပြေးလက္ခဏာလားဆိုပြီးအတွေးပေါင်းစုံနဲ့စွန့်ရင်ခဲ့ရပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ချက်ချင်းအဖြေရှာမရခဲ့ပေမဲ့နောက်ဆုံးမှာတော့တရားခံကိုသိလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ကျမတို့ပတ်ဝန်းကျင်မှာအတွေ့အများရတဲ့မီးပိုးကောင်ကြောင့်ပဲဖြစ်ပါတယ်။အဲဆိုင်လူကညအိတ်နေစင်မှာအဲ့ဒီမီးပိုးကောင်ရဲ့အဆိတ်နဲ့မတော်တဆထိတွေ့မိခဲ့တာပါ။ ကန်ဆိုးစော်နေပဲထိထွေးမိတဲ့နေရာကသူ့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်အရေးကြီးဆုံးဖြစ်တဲ့မျက်နာနဲ့မျက်လုံးတစ်ဝိုက်မှာဖြစ်နေခဲ့တဲ့အတွက်ပိုပြီးပြင်းထန်တဲ့ဝေဒနာကိုခံစားခဲ့ရတာပေါ့ဒီမီပိုးကောင်တွေရဲ့အန်တီရဲကသူတို့ကိုက်တာမဟုတ်ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်တွေကနေထွက်တဲ့အရေးတမျိုးကအစိတ်ပြင်းပြီးလူအရေးပြားပေါ်ကိုကြောက်ရောက်ထိထွေးမိတဲ့အခါမှာဓာတုဗေဒနီးအရာတော့မီးလောင်တယ်လို့ဖြစ်စေပါတယ်ဒါကြောင့်မေသူ့ကိုမီပိုးကောင်လို့ခေါ်ကြတာဖြစ်ပြီးထိထွေးမိတဲ့နေရာမှာအရေးကြီးမှုထတာတွေအကွက်ဖြစ်တာတွေပူဆက်ပူလောင်ဖြစ်တာတွေကို12နာရီကနေ36နာရီ အတွင်းစတင်ခန်းစားရတတ်ပါ යි ။ SI လို့လည်းဆရာဝန်နဲ့တေချာပြတ်တော့ကုသမှုခံယူပြီးတဲ့နောက်မှာတော့အခြေအနေကတဖြည်းဖြည်းနဲ့တက်တာလာခဲ့ရပါ။ ဒါပေမဲ့မျက်နာလိုအရေးကြီးတဲ့နေရာမှာဖြစ်တာမို့အမရွတ်ကြံခဲ့မှာကတော့အရန်စိုးရင်နေရတယ်လို့ဆိုပါတယ်မျက်နာအလှပါနဲ့အလုံးလောက်ကန်နေရသူတယောက်အနေနဲ့တော့ဒီလိုအချိန်မှာဘသူကမှရုံမပြချင်တာကသဘာဝပါပဲဒါပေမဲ့အန်ဆိုင်လိုကတော့သူ့လိုမျိုးအခြားသူတွေမကြုံတွေ့ရအောင်သတိထားနိုင်အောင်ဆိုတဲ့စေတနာနဲ့သူကြုံတွေ့ခဲ့ရတဲ့အဖြစ်ကိုလူအများသိအောင် မျှဝေပေးခဲ့ပါတယ်တကယ်တမ်းမှလည်းဒီအပိုင်းအတွင်းမှာအန်ဆိုင်လိုလိုပဲမိဖို့ကောင်အနေရကိုကြုံတွေ့ရသူတွေအများပြားရှိလာခဲ့ပြီးတချို့ဆိုရင်ပြင်းထန်လွန်းလို့ဆေးရုံတက်ကုသမှုခံယူခဲ့ရတဲ့အထိပါပဲရှင်အထူးသဖြင့်ဆောင်းရ သည်လို့အေးမြတဲ့အချိန်တွေမှာဒီပိုးကောက်တွေကိုပို့ပြီးတွေ့ရကြပါတယ်။သူတို့ဟာအလင်းရောင်ကိုသဘောကျတာကြောင့်ညဘက်မီးရောင်ရှိတဲ့နေရာတွေမှာသတိထားသင့်ပါတယ်။ဒါဆိုရင်မီးပိုးကောက်အန္တရာယ်ကနေဘလို့ကောက်ွက်ကြမလဲ။ပထမဆုံးအနေနဲ့ကိုယ့်ရဲ့အရေးပြားပေါ်မှာပိုးကောက်နားနေတာတွေ့ရင်လုံးဝလက်နဲ့ပုတ်မတက်ဖြစ်ပါနဲ့။ဖိမတက်လိုက်ပါနဲ့။အသာရလေးဖယ်ရှားတော့ဒါမှမဟုတ်လေနဲ့မှုတ်ထုတ်တာမျိုးပဲလုပ်သင့်ပါတယ်။အကြောင်းကတော့ပိုးကောက်ကိုဖိတက်လိုက်တဲ့အခါမှာသူ့ခန္ဓာကိုယ်ကအစိမ့်ရထွက်လာပြီးအရေးပြားကိုထိခိုက်စေနိုင်လို့ပါပဲ။ တကယ်လို့မတော်တဆထိတွေ့မိခဲ့မယ်ဆိုရင်လေထိမိတဲ့နေရာကိုရေနဲ့ဆက်ပြာသုံးပြီးအမြန်ဆုံးသေချာဆေးကြောဖြစ်ရပါမယ်။ပြီးရင်တော့ရေပြားထုခုဆောင်ဝင်တဲ့အမြန်ဆုံးပြတာပြီးကုသမှုခံယူသင့်ပါတယ်ရှင်။အနာကိုလက်နဲ့ကုတ်တာပုတ်တာမျိုးကနေလည်းရှောင်ကျဉ်ရပါမယ်နော်။ဒီလိုလုပ်တာကအစိတ်ကိုအခြားနေရာတွေစီပြတ်မသွားစေနိုင်လို့ပါပဲနော်။အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။